မိတ်ဆွေကိုကိုွယ်နေတဲ့နတ်ဖျားတွေကသွေးစွန်းနဲ့ရေပူဇော်မှုကိုတောင်းလာရင်ဘယ်လိုလုပ်မလဲတင့်မီတာစုဝင်တယောက်အဲ့ဒီနတ်ဖျားတွေကြောင့်ပျောက်ဆုံးသွားရင်ရောဒီလိုကဘာကြီးမှာအမှန်တရားနဲ့တရားမျှတမှုကိုဘယ်လိုရှာဖွေမလဲဒီနေ့မှာတော့စာရေးဆရာ AS Web ရဲ့ Daughter of KO စာအုပ်ထဲကိုခုံဆင်းကြပါစို့ဒီစာအုပ်ကနတ်ဖျားမိတ်ဆာတွေနဲ့ကံကြမ္မာကအုပ်ဆိုးတဲ့ကဘာကြီးအကြောင်းပါအဲ့ဒီကဘာမှာမျောလင်းချက်တွေပျောက်ဆုံးနေတဲ့မိန်းကလေးတယောက်ရဲ့တော်လန်ရေးခီးကိုပြောပြထားပါတယ် ကျေမွသွားတဲ့မိသားစုနဲ့အရေးဆိုးများဇလန်းက Nexus လို့ခေါ်တဲ့ကျုံးကတန်ဃာတီရဲ့သမီးလေးဒါနေအကြောင်းကနေဆက်ထားပါတယ်။ဒါနေမှာအီလီယာဆိုတဲ့ညီမတစ်ယောက်ရှိပါတယ်။တနှစ်တခါကျင်းပတဲ့တင်းနဲ့နဲ့ဖျားမှဓမီတာကိုပူဇော်တဲ့တက်စမူဖိုရီယာပွဲတော်မှာကြောက်စရာကောင်းတဲ့အဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။နတ်ဖျားမကလူကိုရစ်ပူဇော်ဖို့တောင်းဆိုလာတဲ့အခါရွာသားတွေထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ် ဲ့ဒီအချိန်မှာပဲဒိုင်ယာနိုက်ဆပ်စ်နတ်ဖရာရဲ့နောက်လိုက်အရိုင်းမလေးတွေဖြစ်တဲ့မင်းနဲ့များကပွဲတော်ကိုဝင်ဖြစ်စီပါတော့တယ်။အဲ့ဒီပီယန်ပဒအခြေအနေကြီးထဲမှာအီလီယာရုတ်တရက်ပျောက်ဆုံးသွားပါတယ်။တိတ်မကြခင်မှာပဲအီလီယာပြန်ရောက်လာပြီမဲ့သူကအရင်လိုမဟုတ်တော့ပါဘူး။စိတ်တန်ရာတွေနဲ့ကိုဝင်ဆောင်ထားတဲ့သူ့ကိုရွာသားတွေကပြည့်တဆာမလို့ဆွဆွဲပြီးဝိုင်းပယ်ကြပါတယ်။ဒါနေ့ကသူ့ညီမကိုကောက်ွယ်ဖို့ကြိုးစားပြီမဲ့သူတို့နှစ်ယောက်လုံးအထီးကျန်ဖြစ်ခဲ့ရပါတယ်။ဒီအချိန်မှာပဲဒါနေ့ကမျက်လုံးနီမီတွေနဲ့ အရေးဆိုးကြီးတွေကိုစပြီးမြင်လာရပါတယ်။အဲ့ဒီအရေးတွေကလူတွေကိုပျောက်ဆုံးသွားအောင်လုပ်တဲ့မိစ္ဆာတွေဖြစ်မှန်းမင်းနဲ့တွေစီကနေသိခဲ့ရပါတယ်။အေလီယာကသူ့ကလေးဟာနတ်ဖျားရီရဲ့ဘရင်ဇိုးရဲသားလို့ပြောနေခဲ့တာကြောင့်အခြေအနေတွေကပိုရှုပ်ထွေးလာပါတယ်။အေလီယာကအေရီရက်စ်လို့ခေါ်တဲ့သားလေးကိုမွေးဖွားပြီးမကြခင်မှာပဲအဲ့ဒီအရေးတွေကကလေးကိုပြန်ပေးဆွဲသွားပါတယ်။သားဆုံးရှုံးတဲ့ဝမ်းနည်းမှုနဲ့အေလီယာကသူ့ကိုယ်သူတက်တည်သွားပါတယ်။သူတို့အမေကလည်းယူတွတ်သွားပြီး ဒါနေ့ကိုကကူတိုင်းမလို့ခေါ်တဲ့မိစားမဆုံးမလို့ဆွဆွဲပါတော့တယ်ပြင်းရင်တန်ခံရသူရဲ့ခီးလန်းဒါနေ့ဟာသူ့အဖေရဲ့အကူအညီနဲ့သူ့ရဲ့ကောင်းဟီရာကလိစီရဲ့ချင်းဒေတာရေဝေယုံကိုခြုံပြီးနက်ဆော့စ်ကျုံးကနေထွက်ပြေးခဲ့ရပါတယ်သူကအေတင်မျိုးကိုတွားတဲ့ကုန်တယ်တင်မော့ပေါ်မှာခိုးလိုက်သွားခဲ့ပါတယ်အီတင်မျိုးကိုရောက်တဲ့အခါမှာတော့ဆင်းရဲမွတ်တွေမှုကျစနစ်နဲ့အကျင့်ပြတ်ချစားမှုတွေပြည့်နေနေတာကိုတွေ့ရပါတယ် သူကတစ္ဆာဖောက်ခံရပြီးကျုံအဖြစ်ရောင်းစားခံခဲ့ရပါတယ်။အဲ့ဒီမှာသူနဲ့ဘဝတူအကျဉ်းသားတွေဖြစ်တဲ့အော်တိုလီကတ်စ်နဲ့စပါတန်စစ်သားတယောက်ကိုမိတ်ဆွေဖွဲ့ခဲ့ပါတယ်။အေတင်မှာဘယင်တီစီရက်စ်ရဲ့ကောက်ကျစ်တဲ့အကြံစီတွေနဲ့ဘယင်မဖေဒါရဲ့ကြာဆုံးကန်းကိုလည်းမျက်မြင်ကိုတွေ့ကြုံခဲ့ရပါတယ်။ဒါနေဟာလူသားတွေကလည်းနှစ်ဖျားတွေလိုပဲရက်ဆက်ကြမ်းကြုတ်တယ်ဆိုတာကိုသင်ယူခဲ့ရပါတယ်။ပြိုဖက်ဖြူချက်နဲ့တော်လန်ရီ ဒါနေ့ကသူ့ဘဝရဲ့အဖြေတွေကိုရှာဖို့ဒဖိုင်မျိုးကလက်ဖျားပြဒိတ်ခံတော်ကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကဖုန်ကြီးမလေးဖြစ်ရုပ်ဖြစ်ပြီးဒဖိုင်ကိုသွားတဲ့ခီးသွားရင်နဲ့လိုက်ပါသွားခဲ့ပါတယ်။ခီးလမ်းမှာလက်ဖျားတွေကိုတော်လန်နေတဲ့လူဝက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Prometheus ရဲ့တပ်သမီးများဖွဲ့နဲ့တွဲဆောင်ခဲ့ပါတယ်။သူတို့စီကနေကြောက်စရာ probe ပြုချက်တစ်ခုကိုဒါနေ့ကြားခဲ့ရပါတယ်။အဲ့ဒီ probe ပြုချက်ကတော့ probe ကြဆုံးပြီး အတိမတိတဲ့ရွှေတွေပေါက်ရောက်လာတဲ့အခါနောက်ဆုံးသမီးတော်ကမိုးချိုးနဲ့ရဲ့အုပ်ဆိုးမှုကိုအဆုံးသတ်လိုက်မယ်ဆိုတာပါပဲဒီစကားကဒါနေရဲ့ပခုံးပေါ်မှာကြီးမားတဲ့ဝင်တော့ဝင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်ဒါနေမှာ offloss ကြောက်တုံးလို့ခေါ်တဲ့ prophet view ကြောက်တုံးတစ်လုံးရှိပါတယ်အဲ့ဒီကြောက်တုံးကသူ့ကိုအနာဂတ်အမြင်တွေပေးနိုင်ပေမဲ့သူ့ရဲ့အသက်ဆွမ်းရင်ကိုလည်းပြန်ဆုပ်ယူပါတယ်ဒီကြောက်တုံးကနေတဆင့်သူကသူ့ကိုယ်သူနတ်ဖျားတစ်ပိုင်းမဟုတ်ပဲပြန်လည်မွေးဖွားလာတဲ့တိုင်တန်တယောက်မှန်သိရှိခဲ့ရပါတယ် အာဂိုနော့စ်တိုရဲ့စံတမှုများဒေဖိုင်ကိုရောက်တဲ့အခါဒါနေရဲ့စွမ်းအင်တွေထိမနိုင်သိမရဖြစ်ပြီးနတ်ဖျားပြားဒိတ်ခံတော်ကြီးကိုဖျက်ဆီးမိသွားပါတယ်နတ်ဖျားအပိုလိုကအမျက်ထွက်ပြီးမြို့ကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒါနေရဲ့လမ်းပြမန်တိုကသူ့ကိုဟာပီလို့ခေါ်တဲ့မိစ္ဆာငှက်တွေလက်ကနေကယ်တင်ဖို့အသက်စတေးသွားခဲ့ပါတယ်အခုတော့ဒါနေဟာဂရိမာအလိုရှိဆုံးတရားခံပြီးဖြစ်သွားပါပြီ သူကရွှေရောင်သုံးမွေးကို ရှာဖွေနေတဲ့အာဂူနော့စ်လို့ခေါ်တဲ့သူရဲကောင်းအဖွဲ့နဲ့ပူးပေါင်းခဲ့ပါတယ်။အဖွဲ့ကောင်းဆောင်ကတော့ရီမန်းချက်ကြီးတဲ့ဂျေဆင်ပါ။အဖွဲ့ထဲမှာနာမည်ကြီးသူရဲကောင်းဟီရာကလစ်စစ်သူရဲမအာတာလန်နာဖြူစင်နဲ့ဟိုင်လက်စ်နဲ့ဆေးဆရာဒိုလော့စ်တို့လည်းပါဝင်ပါတယ်။ခီးလန်းမှာသူတို့ပင်လယ်သားပြတွေမိစ္ဆာတွေနဲ့နတ်ဖျားတွေရဲ့နှောက်ရှက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။သူတို့လန်နိုးစ်လို့ခေါ်တဲ့အမျိုးသမီးတွေပဲရှိတဲ့ဂျုံးကိုရောက်သွားပါတယ်။ အဲ့ဒီကအမျိုးသမီးတွေကသူတို့ကိုကြာပန်းတွေနဲ့မူးယစ်စေပြီးအတိတ်မေ့အောင်လုပ်ခဲ့ပါတယ်။သူတို့ကျုံကယောက်ျားတွေကိုတပ်ဖြတ်ပြီးတီထောင်ထားတာပါ။ဒါနီးကပရိုဖက်ကျောက်တုံးရဲ့အကူအညီနဲ့အမှန်တရားကိုတည်သွားပြီးတွေးထွက်တန်ယူတော်လန်ပုံကမှုကိုဥဆောင်ခဲ့ပါတယ်။သူတို့လွတ်မြောက်ခဲ့ပေမဲ့ဒီဖြစ်ရပ်ကသူတို့အားလုံးကိုခြောက်လန့်နေခဲ့ပါတယ်။နောက်ထပ်စံတမှုတစ်ခုမှာတော့ဟိုင်လက်စ်ပျောက်ဆုံးသွားခဲ့ပြီးအဖွဲ့ဝင်တွေကြားတန်တရားတွေဝင်လာခဲ့ပါတယ်။ နတ်ဖျားရီနဲ့တိုင်တန်တို့ရဲ့အမှန်တရားခီးဆက်နေရင်ဒါနေကဟီရာကလိစ်ရဲ့လှုပ်ဝက်ချက်ကိုတည်သွားပါတယ်သူ့ရဲ့ခွန်အားတွေကနတ်ဖျားတပိုင်းမှုလို့မဟုတ်ပဲဇုတ်နတ်ဖျားကလှုပ်ဝက်တိုက်ကျွေးနေတဲ့စေတမျိုးကြောင့်ဖြစ်နေတာပါစေးဆရာဒိုလော့စ်ကဒီလှုပ်ဝက်ချက်ကိုဖုံးကွယ်ဖို့ဒါနေကိုတပ်ဖို့ကြိုးစားပါတယ်ဒါနေကသူ့ကိုယ်သူကွယ်ရင်ဒိုလော့စ်ကိုတတ်မိသွားပါတယ်သူကသူ့ကံကြမ္မာဟာတကူရဆက်ရမယ်ခီးမှန်းလာလေပြီ။ဟီရာကလိစ်ကိုထားခဲ့ပါတယ် သူကကော့ကေးဆက်တောင်တန်းကိုတက်ပြီးနောက်ဆုံးကြံရစ်တဲ့တိုင်တန်ပရိုမီသီးရပ်ကိုရှာဖွေခဲ့ပါတယ်။ပရိုမီသီးရပ်ကနောက်ဆုံးမှတ်တရကိုဖွင့်ချခဲ့ပါတယ်။အိုလံပတ်တောင်ပေါ်ကနတ်ဖျားတွေဟာတကယ်တော့နတ်ဖျားအစ်စ်တွေမဟုတ်ပါဘူး။သူတို့ကတာမန်လူသားတွေကနေအသက်ဆွမ်းရင်ကိုခိုးယူပြီးတမိုင်းကို ပြန်ရေးက အာဏာသိမ်းခဲ့ကြတာပါ။ဒါနေ့ကတိုင်ငတယောက်ပြန်ဝင်စားတာဖြစ်ပြီးနတ်ဖျားတွေရဲ့အုပ်စိုးမှုကိုအဆုံးသတ်ဖို့ကံကြမ္မာပါလာသူဖြစ်ပါတယ်။ဒီစကားကိုကြားတော့နတ်ဖျားမဟီရာကပေါ်လာပြီး ဒါနေကိုတိုက်ခိုက်ပါတယ်ပရိုမီသီးရပ်ကအသက်ဆုံးရှုံးသွားပြီးဒါနေလည်းတည်တည်လေးလွတ်မြောက်ခဲ့ပါတယ်ဇလန်အဆုံးမှာတော့ဒန်ယာရနေတဲ့ဟီရာကအိုလံပတ်တောင်ကိုပြန်သွားပါတယ်ဇုတ်ဦးဆောင်တဲ့နတ်ဖျားတွေအားလုံးကဒါနေရဲ့ဆွမ်းအားနဲ့ပျော်ဖက်ပြုချက်ကိုကြောက်ရွံ့နေကြပါပြီဒါနေရဲ့နောက်ဆုံးညီမချက်ကတော့သူ့ညီမအီလီယာရဲ့ဝိညာဉ်ကိုငရဲပြည်မှာရှာပြီးမှသူ့ကံကြမ္မာကိုအဆုံးထိရင်ဆိုင်ဖို့ပါပဲ Daughter of KO Saoka ဂရိတနာယီကိုပြန်လဲပုံဖော်ထားတာထပ်ပို့ပါတယ် သူကအာနာရဲ့သဘောတဘာဝကိုမေးခွန်းထုတ်ထားတာပါခိနှိတ်တဲ့အာနာစနစ်တွေကိုတော်လန်ဖို့ကိုယ့်ရဲ့ဇလန်းကိုကိုယ်တိုင်ပြန်ရေးဖို့နဲ့အချစ်အမတ်တရားနဲ့တော်လန်ရေးတို့ရဲ့စွမ်းအားကိုဖော်ပြထားပါတယ်မိษွေတို့ရဲ့ဘဝမှာလည်းဒါနေ့လိုပဲမေးခွန်းထုတ်ရတဲ့တတိရှိပါစေလို့ဆန္ဒပြုရင်းဒီစာအုပ်ကိုရှာဖွေဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်